အတန်တိတ်တဲ့ဗိတ်ကြီးစိတ်ပဝဲအလွန်ကြောက်သူ့ပလင်ဖင်ကက်ရေးခွေးနဲ့ကင်ပေါက်နိုင်ငံကအရန်ချမ်းသာအရန်လာတဲ့ဘန်ကြီးတခုလိုပဲရေခဲတော်ကြီးလည်းရှိတယ်ဘန်သူမတရားနိုင်ငံမှာဝင်ကသူ့ကောင်ဘဝနဲ့တသက်လုံးမနေချင်ဘူးကျွန်တော်ကို drone သုံးကြီးနဲ့ဇကမာကတိုက်ခဲ့ပါတယ်ကျွန်တော်စခန်းကိုကျွန်တော်ရှိတဲ့အိမ်ကိုတိုက်ပါတယ်ကျွန်တော်နဲ့မလမ်းမကန်းအိမ်နဲ့မလမ်းမကန်းကျွန်တော်ရှိတဲ့မလမ်းမကန်းမှာကြောက်ရွံ့ခဲ့ပါတယ် လုံးပဲမင်္ဂလာပါရွှေဖမ်လီမပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မဖက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းမာကြရလားဟုတ်ကဲ့ကျွန်တော်ကွက်ပြောရှင်ကြည်နူခွန်အားဖြစ်စေမဲ့ရုတ်တန်လေးနဲ့လူလူနဲ့အလန်းကွာပန်းပန်မှာအလွန်ကြောက်သူ့ပလီဖင်ကက်ရီတနတ်နဲ့ထောက်တောက်ပနဲ့မြေရရှင်ဝါမှာအလွန်ကြောက်သူ့ပလီလူမလူအောင်ခြေဥနဲ့ချောက် အတန်တိတ်တပိတ်မြင်စိတ်ဘဝအလွန်ကြောက်သူ့ပလင်ဖင်ကဲ့ရေးခွေးနဲ့ကင်ပေါ့ Okay တိုက်ပြီးကြီးစုံမွဲချာအောင်လုံရဲတာသူမကြောက်อืมလူတယောက်မပါပဲသူကြောက်တာအလွန်စမ်းတယ်ပန်းတပိတ်တော်တဲ့တံမိုးရှိလိုက်တာเนาะကျွန်တော်မိသားစုနေအမှုပညာဓာသွားတက်လက်ကဘလောက်ထိ ခွေးယူအာနာရှင်တွေအတွက်ကြောက်ဖို့ကောင်းလဲဆိုတာဒါတသက်ပဲပန်းပန်ကြောက်တယ်ဒေါက်ဖနက်ကြောက်တယ်အတန်တိတ်ရင်ကြောက်တယ်မင်းတို့မကြောက်တာဘာရှိသေးလဲဘယ်သူမှနိုင်ငံသားမှတသက်လုံးမနေချင်ဘူးဘယ်သူမှအမျိုးသားနိုင်ငံမှာဝယ်ကစုကောင်ဘဝနဲ့တသက်လုံးမနေချင်ဘူးကိုယ့်နိုင်ငံမှာကိုယ့်ရက်ကိုယ့်ရွာမှာပဲခရီးသွားလာပြီးတော့ကိုယ့်ကိုယ့်တငယ်ချင်းတွေနဲ့ပြပြပွားပွားနေချင်တာကိုယ့်မိတ်ဆွေပေါင်းရင်းကိုယ့်အတိုင်းဝိုင်းနဲ့ကိုယ့်ဘာသာတကားပြောပြီးတော့ ိုယ်ရင်ချင်းယဉ်ကျေးမှုနဲ့ကိုယ်ယဉ်ကျေးမှုဆိုတာကိုယ်နိုင်ငံမှာယဉ်ကျေးမှုတွေကသုံးနေတာပဲဘယ်လောက်မှနေပြောကြရည်လုံးဝဟုတ်တာနိုင်ငံကအရန်ချမ်းသာနိုင်ငံဟာအရန်ယဉ်ကျေးမှုသုံးနေတယ်နိုင်ငံဟာပါလာစကားတွေလည်းမတန်းသုံးနေတယ်လူမျိုးတွေလည်းမတန်းသုံးနေတယ်အရန်လာတဲ့ဘန်ကြီးတခုလိုပဲရေခဲတော်ကြီးလည်းရှိတယ်ရှင်ငုတ်တွေကကျိုးနေလည်းရှိတယ်ဖိတ်ကျိုးစုရှိတယ်ကိုယ်တောင်းနေရှိတယ်နိုင်ငံမှာမလှတဲ့နေရာတနည်းအားမရှိဘူးနိုင်ငံဟာအကုန်လှတယ်မလှတာကလူတွေအဲ့လောက်ချမ်းသာတဲ့အတိုင်းမျိုးအခုလုံးငတ်ပြက်ပြီးတော့ ဆင်းရဲဒုက္ခတွေနဲ့ဒစ်လည်နေအောင်အမြဲတမ်းတစ်ကမ္ဘာလုံးကဝိုင်းပြီးတော့လူဒန်းနေရတဲ့နိုင်ငံဖြစ်အောင်လုပ်တာကအဲ့ဒါလူတွေပဲလူတွေဒီဖိနက်စနစ်တွေနဲ့လူတွေရဲ့ယုံကြည်ကိုးကွယ်မှုတွေလူတွေရဲ့စောင့်ကြံမှားတွေကြောင့်ပဲโอเคကျွန်တော်မိသားစုတွေအရန်ထိတဲ့စကားလုံးနေနော်ကျွန်တော်တို့တွေဘသူပဲဖြစ်ဖြစ်တော်ထဲမှာလည်းမနေနိုင်ဘူးသူများနိုင်ငံဆိုပိုဆိုးတာပေါ့ဗျာအနှိမ်ခံဘဝနော်မျိုးလုံးချင်းတောင်တဲ့ပြီးမကြည့်ရတဲ့ဘဝနဲ့ဘသူကနေချင်မှလဲ ်တစ်စက္ကန့်လေးတောင်မနေခြင်းဘူးခွေးယူအာနာရှင်စနစ် ပြုတ်ကြကြည့်ဇောင်းနိုင်ငံသားတွေဘယ်ကောင်မှသူများတိုင်တပားမှာကြုံခံမနေဘူးအားလုံးပြန်လာကြမယ်လူတွေကြီးပဲအဲ့တော့လက်သီးဆုပ်ပြီးဝမ်းဝင်းပါဝင်ကြပါဗျဒီကရက်က can you ဒီမြို့သား CEO ဌာနချုပ်ကိုဖက်စစ်ကြမ်းဖက်မာဖီးယားဂိုင်းကကမ်ကာစီ drone ချောစင်းနဲ့တက်ခိုက်ခံရတယ်ပြီးတော့ပဲမင်းကပဲ မြောက်ဦးစေယီကပြည်သူလူထုတွေစိတ်ကူနေတဲ့ဆရာဝန်ဒီ last ဒီကို ပေါင်900ဆိုတဲ့ဖျားပြင်းဘုံကြီးနဲ့ရဲဆဲဆဲဘုံကျဲတက်ခတ်ချင်းကိုခမ်းတဲ့တည်င်းကိုကြားရတဲ့တကြောက်လေအထူးစိတ်မကောင်းဖြစ်ရတယ်ဆိုတော့အခုတို့ဒီအောင်စုရဲ့ဒီနေ့အချိန်ဟာလက်နက်အင်အားဤပညာအင်အားနှစ်ပေါင်း90ကျော်ကြာရှင်သန်တိဆောက်လာတဲ့ပြည်သူလူထုနိုင်ငံတော်ရန်ကုန်တွင်လည်းပလာတဲ့ဖက်စစ်ကြမ်းဖက်စစ်တဲ့ အင်အားကြီးဟာပြည်သူနဲ့နိုင်ငံတော်ကိုကာကွယ်ဆောက်ရှောက်ဖို့အတွက်မဟုတ်တော့ဘဲနဲ့ပြည်တော်စုမြေမြေတရားလုံးနဲ့ပြည်တော်စုတရားစတာအလုံးကိုအိန္ဒိချင်းနိုင်ငံဇိုးကြီးတစ်ခုကိုရောင်းစားဖို့နောက်ဆုံးကိုယ်နိုင်ငံကြီးတစ်ခုလုံးကိုတိုင်းတစ်ပါးရဲ့လက်ဝီခံကျွန်ပြည်နယ်တစ်ခုဖြစ်အောင်ဒီတွန်းပို့ဖို့ဟုတ်တယ်နော်ရှင်လူဒီအဆွေအတရားဖြစ်တာအုပ်ချုပ်ပြီးတော့ပြည်သူတရားလုံးကိုတိုင်းတစ်ပါးကျွန်ဖြစ်ဖြစ်နေတွတ်သွင်းဖို့ဒီစစ်တပ်ကို ဗိုလ်ချုပ်အောင်စံတောင်းခဲ့တယ်လို့ပြောဆမှတ်ပြုကြတဲ့စစ်တပ်ကိုတိုက်တပါလက်ဝေခံပစိယူလက်ပါစီစစ်တပ်တစ်ခုဖြစ်ရဲဆက်ဆက်ပြည်သူကိုတိုက်ခိုက်နေနေတဲ့အချိန်ဖြစ်ပါတယ်ဆိုတော့ဒီပညာဖွဲ့စည်းဖို့စနစ်တကျနဲ့ရှိခဲ့တဲ့စစ်တပ်ဟာမူဝါဒပိုင်းဆိုင်ရာရုပ်မာရက်ဆက်ကောက်ချစ်တဲ့ဖက်စစ်အကြမ်းဖက်မင်းအောင်လိုင်းသူတို့ဖြစ်တော့သူတို့ကသူတို့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီဥပဒေနဲ့ညီစကလုံးနေတဲ့ အမိန်ရတော့ပုံဆိုအမိန်ညောညာစာတွေဥပဒေကဲ့သို့အာဏာတည်သောအမိန်ဆိုပြီးထုတ်ပြန်နေတဲ့မင်းအွန်လိုင်းဆိုတဲ့ကောင်ကြီးရဲ့ history ကိုတစ်ချက်လေ့လာကြည့်အောင်လေ့လာကြည့်အောင်လို့ပြောတဲ့ကျွန်တော်ကိုယ်တိုင်ဟာနိုင်ငံတော်ပြန်တန်းတဲ့ gazette officer ဖြစ်ပြန်တန်းဝင်အရာရှိဖြစ်ခန့်ခံရတဲ့ကြီး2644နံပါတ်နဲ့เนาะအရာရှိဖြစ်ခန့်အချင်းခံရတဲ့ညီမျိုးစင်ကိုယ်တိုင်ပြောတာဖြစ်တယ်အဲ့တော့မင်းအွန်လိုင်းတကယ်တူ တက်မတော်ကာကွယ်ဦးစည်းချုပ်ဗိုလ်ချုပ်မူကြီးနာမည်တက်ထားတဲ့မင်းအောင်လှိုင်ရဲ့ယာဒူခန်အလှကိုကာကွယ်ဦးစည်းချုပ်ခန့်အပ်တဲ့နိုင်ငံတော်ပြန်တန်းကိုဘယ်သူတွေ့ခုပါလဲတန်းရွှေရခန့်ခဲ့လားတန်းရွှေမှာခန့်အပ်ခွင့်မရှိဘူးလေဘာလို့သူတို့ကိုယ်တိုင်ကြီးညာထားတဲ့2008ဖွဲ့စည်းပုံဆိုတဲ့ဟာနဲ့အညီပဲသူတို့လောက်အောင်ဖြစ်တယ်အဲ့တော့ဘယ်သူကခန့်အပ်မလဲနိုင်ငံတော်တမတာခန့်အပ်မယ်တဲ့နိုင်ငံတော်တမတာခန့်အပ်မယ်ဆိုတော့အဲ့ဒီကာလကသိမ့်စိန်နိုင်ငံတော်တမတာပုံသိမ့်စိန် အပုံသိမ့်စိန်နာမည်နဲ့နိုင်ငံတော်ပြန်လဲမှာရှိသလားမတွေ့ဘူးတော့တခါနိုင်ငံတော်တမရအစ်ဦးထင်ကျော်ပဲဖြစ်ဖြစ်ဦးဝင်းမြင့်ပဲဖြစ်ဖြစ်ဘယ်တမရအဆက်ဆက်တမရ30မြောက်တိဘဇုကမှလည်းနိုင်ငံတော်ပြန်လဲနဲ့မင်းအွန်လိုင်းကိုတက်မတော်ကကွေးစည်းချုပ်ဖြစ်တာဝန်ပေးရသည်ဆိုတဲ့မိတ်ကြောင့်ညာစားမရှိအဲ့တော့ဘသူမှအခန့်အချင်းမရှိဥပဒေနဲ့ညီညွတ်စွာတာဝန်ပေးရထားခြင်းမရှိတဲ့ဖက်စစ်ကျမ်းဖက်မာဖီးယားလူသက်ဂိုင်းကောင်းဆောင်မင်းအွန်လိုင်းဟာအခု အမိန်မျိုးမျိုးထုတ်ပြီးတော့ ြည်သူလူထုတွေကိုရက်ဆက်စွာဖိနှိပ်နှိမ်နှိမ်တတ်ဖြတ်နေပါတယ်နိုင်ငံတကာတတ်မှတ်ထားတဲ့ဥပဒေဆိုတဲ့နေရာမှာအများပြည်သူရဲ့သဆိုင်နဲ့စာတင်ကြောင်းတွေစီးယုံတွေဈေးတွေလက်ဖက်ရည်ဆိုင်တွေပြည်သူလူထုရဲ့နေအဆောက်အုံတွေကိုဘုံကျဲတိုက်ခိုက်တတ်ဖြတ်ခြင်းဟာအကြမ်းဖက်မှုလူမျိုးတုံးတတ်ဖြတ်မှုနဲ့စစ်ရာဇဝတ်မှုမြောက်တဲ့လူရည်တွေဖြစ်ပါတယ်အစီအစဉ်မှုတွေကိုအချိန်ချင်းကျူးလွန်နေတဲ့ဖက်စစ်ကြက်ဖက်မြောက်လိုင်းအုပ်စုဟာ အခုဆိုရင်နိုင်ငံရေးထောက်ပေါက်တစ်ခုဖြစ်အတွေ့အကြုံရွေးကောက်ပွဲကိုလုပ်ပြီးတော့ဒီမိုကရေစီကိုသူတို့ပဲပေါ်ဆောင်နေတဲ့ဟန်ကဘာကိုလှည့်လေလှည့်ဖြားလိန်ညာဖို့ကြိုးစားနေတဲ့ကာလလည်းဖြစ်ပါတယ်။ဆိုတော့ဒါပြောင်းဟောင်းကြီးတချိန်ပြန်ဖွင့်ဖို့ကြိုးစားသလိုမျိုး2010လုံးကလည်းအလားတူလုပ်ခဲ့ပြီးပြီ။ဒါပေမဲ့မအောင်မြင်ခဲ့ဘူး။သူတို့ရဲ့အဓိကရည်ရွယ်ချက်ဟာမြမနိုင်ငံရေးမှာစစ်တပ်ကအဓိကထိန်းချုပ်တဲ့ပါဝါအကြီးဆုံးနေရာကရှိရေးတာဖြစ်ပြီးစစ်တပ်စစ်ကောင်းဆောင်တွေထင်းတလို့ကိုသွေးဆုပ်ထင်းတလို့ကိုကြိုးရှာထင်းတလို့ လက်ပြီးလက်ယူမှုကျွလွန်ပြီးတော့ကျွယ်ဝချမ်းသာအောင်လှုပ်ရေးမှတပါအခြားမရှိသူတို့ကျွယ်ဝဖို့သူတို့တကိုးနဲ့သူတို့အာနာတီမြဲဖို့ဘယ်နိုင်ငံကိုပဲဒူးထောက်ရဒူးထောက်ရဘယ်ဆွေးရကိုပဲကိုယ်နိုင်ငံတရားစတာရရောင်းဝခိုးစင်းနဲ့ရောင်းဝရောင်းဝတနိုင်ငံလုံးကိုညနေပြောင်တက်ပြီးဆက်လုပ်ဖို့ရေးမှအပပြည်သူလူထုတိုင်းသားတရားတို့ဘလို့ဆင်းရဲမွဲတီဒုက္ခအတိရောက်နေပါစေငါတို့ပြည်သူကကိုဆောက်ရှောက်ဖို့တာဝန်ငါတို့တာဝန်မဟုတ်ဘူးငါတို့တာဝန်ဟာငါတို့စစ်ဘုရားတို့စုနဲ့စေမျိုးသားချင်းတို့စုကောင်းစားရေးနဲ့အာဏာတည်ရေးနဲ့ဖြစ်တယ်ဆိုတဲ့မူဝါဒပြပြတသားကျင့်သုံးနေတဲ့အချိန်မှာ သူတို့တွေဟာရက်ဆက်ကြမ်းကြုတ်မှုအမြင့်ဆုံးလုပ်နေတဲ့အခြေဖြစ်ပါတယ်။အတော်လိုင်းကဖက်မှလည်းပဲကျွန်တော်တို့ပြည်သူလူထုနဲ့ပြည်သူခုခံတော်လိုင်းစစ်တီတော်တွေအားလုံးဟာကြကိုကြခဲနဲ့ကြိုးစားအားထုတ်လို့နေကြပါပဲ။ဆိုတော့ကျွန်တော်ပြောချင်တာကဒီနေ့လက်တလောစစ်ကောင်စီဆိုတဲ့စက္ကမဘက်ကအုံပြလာတဲ့ကာမီကာစီဒရုန်းနည်းပညာနဲ့ပတ်သက်လို့ကျွန်တော်တို့ပြည်သူလူထုကိုနှိုးဆော်တိုက်တွန်းချင်တာဖြစ်ပါတယ်။အခုပြီးခဲ့တဲ့ရက်က KNU ဌာနချုပ်ကိုတိုက်ခိုက်ခံရတဲ့ဒရုန်းဆိုတာဒီလိုဒရုန်းမျိုးတွေဖြစ်ပါတယ်။ အဒီဒုံးဆိုတာလဲကျွန်တော်ကိုတိုက်ခိုက်တဲ့၃စီးမြောက်၃စီးဒုံး၃စီးတည်းဖြစ်ပါတယ်ကျွန်တော်ကိုဒရုန်း၃စီးနဲ့ဇာကာမာကတိုက်ခိုက်ပါတယ်ကျွန်တော်စခန်းကိုကျွန်တော်ရှိတဲ့အိမ်ကိုတိုက်ပါတယ်ကံကောင်းစွာနဲ့ပြည်သူပို့တာတော်မြေတားနဲ့ကျွန်တော်နဲ့မလမ်းမကမ်းအိမ်နဲ့မလမ်းမကမ်းကျွန်တော်ရှိတဲ့မလမ်းမကမ်းမှာကြားရောက်ခဲ့ပါတယ်ပေါက်ကွေးခဲ့ပါတယ်ကျွန်တော်ဘေးအရန်ရှိခဲ့ပါဒါပြည်သူလူထုနဲ့ပို့တာတော်မြေတားပြည်သူစစ်သားအဖြစ်ပြည်သူလူထုကိုပဲကာကွယ်ဆောက်ရှောက်ဖို့စုံနေသောတစ္ဆာတည်တဲ့အခါမှာ နော်ဆိုတော့တစ္ဆာတီးတဲ့အခါမှာဘေးရန်ကြီးအသေးသေးကင်းပါဖဲ့ကြီးတဲ့ကျွန်တော်ဆိုတော့တစ္ဆာကျွန်တော်တီအောင်ကြိုးစားရတဲ့ကြောင့်မလို့ကျွန်တော်ဘေးရန်သေးသေးကင်းပါဖဲ့ခဲ့ပြီးကျွန်တော်အသက်အနေမရှိခဲ့တာပါဆိုတော့ဒီပညာမြင့်နေတဲ့စစ်ကောင်စီဘက်ကအခုဆိုလို့ရှိရင်အန်တီဂျမ်မာစနစ်တွေနော်ပုံမူပြီးတော့ထိန်းချုပ်နိုင်တဲ့တာဝေးပြအမြောက်တွေနဲ့တာဝေးပြ drone တွေတာဝေးပြန်တန်းနိုင်တဲ့ helicopter အပါဝင်ပေါ့ပြန်တန်းနိုင်တဲ့ဆမကားတွေနဲ့ပုံမူပြီးတော့သူတို့စူးစမ်းလာတယ်။တစ်ဖက်ကလည်းသူတို့ဆုတ်ယုတ်လာတယ်။ဗာလေလေရင်တွေတိုက်လေရင်တွေဆမကားတွေမရှိတော့ဘူး။လေမှုတွေ ဒီပြန်တန်းလာများလောအကြီးတို့ပင်ပန်းနေပြီဆိုပြီးတော့တင်ပြလို့လေးလေးလေးချုပ်ဒုတိယအဆင့်ရှိတဲ့တယောက်ကိုလည်းဖြုတ်ပစ်တရားတွေလုပ်တယ်သူတို့ကလည်းဆွမ်းပကားတွေရော့ကျလာတာရှိတယ်စိတ်ဓာတ်တွေကြဆင်းနေတာရှိတယ်အဲ့တော့ဘာဖြစ်လဲအပေါ်စားဖြစ်တဲ့ဂျိုင်ကော့ပတာတွေနောက်တော့ပါရာမော်တာတွေဒီလိုကမ်ကာစီဒရုန်းတွေစူဆိုက်ဒရုန်းတွေအသုံးပြုပြီးတော့ပြည်သူ OA စီစဉ်တွေကိုတိုက်ခိုက်ဖျက်ဆီးဖို့ပဲသူတို့အစွမ်းကိုဆက်လက်ကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က ဒီရေးပြင်းမှာကာယကိုအသုံးပြုပြီးအပြင်းထန်ဆုံးခုခံတွန်းလှန်တဲ့ပြည်သူဒေါ်လာကြီးစစ်တီတွေရဲ့စွမ်းပကားဟာဒီ9နှစ်နီးပါးကာလမှာအစွမ်းကုန်ကြိုးစားခဲ့ကြပြီးထိခိုက်ဒဏ်ရာအများပြားနဲ့ကြာဆုံးပေးဆက်ခဲ့ရသူအများပြားကိုကျွန်တော်တို့တတိရှိရှိနဲ့တောက်ခံကြော်လွှားနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့အခုနီးပညာနဲ့အပြိုင်နှံအခုဆို AI ကိုအသုံးပြုလာတဲ့စနစ်တွေရှိလာပြီ။ AI ကိုအသုံးပြုပြီးတရုတ်ကိုယ်တိုင်ကသူ့ရဲ့ကောင်းကင်ဂျိုရုကိုဖက်စစ်တပ်ကိုပေးသုံးပြီးတော့ထောင်လိုင်းနီးပညာတွေအမြင့်ဆုံးထောက်ပံ့ပေးလာတဲ့အချိန်ဖြစ်လာပြီ။နီးပညာနဲ့ ကျွန်တော်တို့တော်လိုင်းကြီးကိုဖြိုခွင်းပြီးတော့ဤပညာနဲ့တနိုင်ငံလုံးကိုကျုံဖြုတ်ဖို့ကြိုးစားလာတဲ့အချိန်မှာကျွန်တော်တို့မြန်မာပြည်ပွားတိုင်းရင်းသားသူသဖြင့်နိုင်ငံတကာကိုရောက်နေတဲ့ပညာရှင်လူငယ်များပေါ့ ID information technology နဲ့ AI artificial intelligence ဤပညာတွေကိုကောင်းစွာလေ့ကျင့်သင်ကြားအသုံးပြုနေပြီဖြစ်တဲ့နိုင်ငံတကာရောက်ပညာရှင်မြန်မာပြည်ပွားများအားလုံးကိုကျွန်တော်နှိုးဆော်ဖန်ကြားခြင်းပါ။အောင်နှိုးဆော်ခြင်းလေဒီလို ဒီကာမီကာဇီ drone နဲ့ပတ်သက်လို့ကျွန်တော်တို့ရှိမှာကိုယ့်ဘာကသာကိုဒီထုတ်လုပ်တတ်စင်နိုင်တဲ့အစိပ်ပိုင်းတချို့ရှိတယ်နီးပညာတချို့ရှိတယ်ထိန်းချုပ်နိုင်တဲ့စွမ်းရည်တွေနဲ့တချို့ဒီ file ကိုအသုံးပြုပြီးတော့ programming နဲ့ code တွေရေးပြီးကကိုယ်ပိုင်ဒီကိုယ်ပိုင် programming နဲ့ run နေတဲ့ပညာရှင်တွေလည်းရှိနေပြီဖြစ်တယ်ဒါပေမဲ့ပုံမူပြီးတော့မြင်မာတဲ့ကျေပြန့်တဲ့ပုံမူပြီးတော့စက္ကမထဲပို့ပြီးတာလွန်တဲ့စွမ်းရည်ကိုကျွန်တော်တိစားနိုင်ဖို့နိုင်ငံတကာပညာရှင်တွေရဲ့ code ဒီ technology ကို code ရင်းကြီးကို program ရင်းနှီးတွေနှီးပညာတွေကျွန်တော်တို့မြောက်ပြီးပံ့ပိုးပေးဖို့လိုပါတယ်တာဝေးပစ် drone တွေတာဝေးပစ် drone တွေ missile တွေအတွက် guided missile တွေတိစောက်နိုင်တဲ့အထိကူညီပေးကြဖို့လိုပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဘက်ကလေချောင်းပြန်သမ်းမှုအတွက်ကိုလည်းပြန်လည်တာစုစတင်တိစောက်လက်ကျင်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်အနီးဆက်ဆုံး gyrocopter ဖြစ်ဖြစ် paraboda ဖြစ်ဖြစ်တယောက်စီတိုက်လေငယ်တွေဖြစ်ဖြစ်စတင်ပြန်သမ်းနိုင်ဖို့အသည့်အချိန်ကြာရောက်ပြီလေဖြစ်ပါတယ်အဲ့တော့ဒီလူလူတို့အနေနဲ့ဤပညာနဲ့ ဆက်လက်ရှင်းရှင်းပြန်ရင်ဆိုင်ရမယ့်အနာဂတ်တိုက်ပွဲတွေအတွက်နိုင်ငံတကာရောက်ပညာတတ်များပညာရှင်များအနေနဲ့ပုံမှုပြီးတော့ခိတိရောက်ရောက်ပေါ့နော်ကူညီပေးကြအစီအစဉ်ပါတယ်ကျွန်တော်တို့အစွမ်းရှိသမျှဆောင်ရွက်နေပါတယ်ကျွန်တော်တို့တွေကိုအခုလိုမျိုးတံပိုးအပြင်ဘလောက်မှတော့မရှိဘူးဒါပေမဲ့လူအသက်ကိုသေစေနိုင်တဲ့ drone တွေကိုစက္ကမဘက်ကပေါပေါများများအရှံပဲထုတ်လုပ်တိုက်နေနိုင်တဲ့အချိန်မှာကျွန်တော်တို့ကခေရခက်စစ်ထုစစ်ပြီးစက်စာကောက်ကောက်ပြန်လည်ပြီးရသလောက်တိုက်ခိုက်နေကြပါတယ် တီချာတော့ကျွန်တော်တို့ဟာပြည်သူအတွက်ဆောင်ရွက်နေကြတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ပြည်သူမြေတာကိုခိုလုံထားပါတယ်ပြည်သူရဲ့အထောက်ပံ့နဲ့ပဲစွမ်းပကားကိုအစွမ်းကုန်အသုံးပြုကိုစ조사သွားပါမယ်ဆက်ပြီးမစုတ်တမ်းဇွဲမလျှော့စတမ်းအောင်ပွဲလှမ်းကြည့်တီပြည်သူရှိတဲ့ကြဖို့ဤပညာတိုက်ပွဲဆင်းနေကြဖို့ဤပညာရှင်လူငယ်များအားလုံးကိုတစုတစည်းနဲ့ညီညွတ်ရွတ်နဲ့သူသူကုံကုံမြင့်ကိုကုံအဲညီညီဆိုတဲ့ပုံစံတိုင်းပညာအချင်းချင်းမျှဝေကူညီရင်းနဲ့ နည်းပညာခက်တစ်ခက်ခက်တစ်ခုကိုထူးဆကြပါစို့လို့ကျွန်တော်တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ဟုတ်ကဲ့ဗျဘိုးဟောင်းနေမျိုးစဉ်အထူးပင်ကျေးဇူးတင်လှပါတယ်အလွန်အမတန်မှလည်းတန်ဖိုးရှိတဲ့တော်လိုင်းကြီးအတွက် အားကိုးရဆုံးလူတယောက်ဆိုလည်းမမှားဘူးဗျဒုံသုံးစီးနဲ့တူနေတဲ့နေရာကိုတိုက်ခိုက်ခဲ့တယ်တဲ့ပြည်သူလူထုပို့သားတဲ့မြစ်တာနဲ့တကယ်မြစ်တာအောင်ပြန်ဟတ်တယ်နော်ဘာမှမဖြစ်ဘူးကျွန်တော်တို့ရဲ့ဘိုးကြီး ဘိုးကြီးဟောင်းလို့မသုံးညင်ဘူးဘိုးကြီးလို့ပဲသုံးညင်တယ်အဲ့တော့ပြီးပါရောက်တွေပြီးတွင်းကညီကိုတွေရောတတ်နိုင်သမျှအင်အားဗျာပြောနေကြတိုင်းပဲငွေအားရောဤပညာအပိုင်းရောဆွမ်းဆန်းတမန်လုံနိုင်တဲ့သူတွေအများစွာလိုအပ်ပါတယ်ပူပေါင်းကြပါပါဝင်ကြပါခွေးစနက်ကတရုတ်အားကိုးနဲ့ကျွန်တော်တို့ခွေးစနက်ကတရုတ်အားကိုးနဲ့တော်လန်ရေးကို ခြေမုံးနေတဲ့ချိန်မှာကျွန်တော်တို့ကလည်းသူတို့တက်မတအောင်တောင်သူတို့တက်မလျော့တဲ့နီးပညာလက်နက်တွေနဲ့တိုက်ပွဲဝင်ရမယ့်အချိန်ဟာရောက်ရှိလို့လာပြီးဖြစ်တယ်ဗျ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မပတ်တော်သားတယောက်ချင်းတော်လှန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့။